နောက်တစ်ခုကတော့ကျွန်တော်တို့ဒီတိုင်းရင်းသားလက်နက်ကိုင်ကိစ္စပါရှင့်အဲတိုင်းရင်းသားလက်နက်ကိုင်အပြိပခသည်ကျွန်တော်တို့လွတ်လပ်ရေးနဲ့အတူမွေးဖွားခဲ့တာအနည်း80နီးပါးရှိပါပြီ။နောက်ဒါအောင်ကြတော့ကျွန်တော်တို့နိုင်ငံရေးနီးလမ်းနဲ့ပေါ့နော်တိုင်းရင်းသားလက်နက်ကိုင်နေအဲဘာကိုလိုချင်တာလဲပေါ့နော်ဖက်ဒရယ်လိုချင်တယ်လို့တော့ပြောတယ်။နောက်ကျွန်မလည်းအခုနောက်ပိုင်းတော့ ဒီငင်းချမ်းရေးဆွေးနွေးပွဲတွေငင်းချမ်းရေး forum တွေကျွန်မတက်ရောက်ပါတယ်ရှင်။အဲတက်ရောက်တဲ့အချိန်မှာအဲကျွန်မတို့တိတိကျကျပေါ့နော်ဘယ်လို federal မျိုးကိုလိုချင်တာလဲဆိုတော့ဆုံးဖြတ်ရန်ရှိတဲ့အချက်တွေအများကြီးရှိပါတယ်ရှင်။ဒီအာဏာခွဲဝင်ဘယ်လိုခွဲဝင်မှာလဲပြီးလို့ရှင်နိုင်ငံတော်ရဲ့အဲဒီဘန္နာယံဘုံငွေတွေခွဲဝေတာဘယ်လိုခွဲဝေမှာလဲပေါ့နော်စသဖြင့်အဲဒါတွေကိုကျွန်မတို့ကလေ့လာပြီးလို့ရှင်အဲဒီနိုင်ငံတကာမှာဒီ federal ကျင့်သုံးပြီးတော့မှအောင်မြင်နေတဲ့ ပုံစံတွေကိုကျွန်တော်တို့လေ့လာပြီးလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့စီလျော်တဲ့ပုံစံနဲ့အဲကျွန်တော်တို့တိုင်းရင်းသားတွေနဲ့ညှိနှိုင်းဆွေးနွေးရမှာဖြစ်ပါတယ်အဲ့လိုဆွေးနွေးတဲ့အချိန်မှာ အဲလုတ်တဲ့နေဆိုလို့ရှိရင်လေလိုက်လျောတဲ့နေကိစ္စတွေလိုက်လျောတဲ့မှာတယ်မလိုက်လျောတဲ့မူဒါသည်အမျိုးသားအကျိုးစီးပွားပေါ့နော်တနိုင်ငံလုံးပြည်ထောင်စုတစ်ခုလုံးရဲ့အကျိုးစီးပွားအတွက်မကောင်းဘူးဆိုလို့ရှိရင်လေကျမတို့ကဒါသည်ဘာကြောင့်မလို့မလိုက်ရောနိုင်ဘူးလဲနိုင်ငံတကာမှာလည်းဒီလိုကိစ္စတွေမရှိဘူးဆိုတာမျိုးပေါ့နော်နောက်ဥပမာထားပါတော့ကျမတို့ကတတ်မတော်လို့ပြောလို့ရှိရင်အဲကျမတို့ကဒီ Federal တတ်မတော်ဆိုပြီးတော့မှဟိုဒီတိုင်းနဲ့ပြည်နယ်တိုင်းမှာတတ်မတော်ဖွဲ့တယ်ဆိုလို့ရှိရင်ကျမတို့က ဒါဒီမကောင်းတဲ့လက္ခဏာဖြစ်တယ်ဘယ်ဖက်ဒရယ်နိုင်ငံမှလည်းတပ်မတော်တွေဖက်ဒရယ်တပ်မတော်ဆိုပြီးအများကြီးရှိနေတာမဟုတ်ဘူးပေါ့နော်ဆိုလို့ရှိရင်တခုသေးသောတပ်မတော်ပဲရှိတယ်နိုင်ငံတနိုင်ငံဆိုတာအချုပ်ချာအာဏာပိုင်နေဒီအချုပ်ချာအာဏာကိုကာကွယ်တဲ့တပ်မတော်ကတခုတည်းရှိရမယ်ပေါ့နော်အဲ့လိုမျိုးလေးပါရှင့်သို့တော်လည်းတခြားတိုင်းရင်းသားလက်နက်ကိုင်တွေရဲ့အခန်းကဏ္ဍလည်းကျွန်တော်တို့စဉ်းစားပြီးတော့မှဘလို့ပုံစံနဲ့တိုင်းပြည်ငြိမ်းချမ်းသာရာဟောပြောအောင်လက်တွဲဆောင်ရွက်ရမလဲဆိုတာဒါတွေကဆွေးနွေးပြီးအဖြေရှာတော့မှာဖြစ်ပါတယ်ရှင့် เนาะအဲ့ဒါကတော့နံပါတ်1လူတို့ဘဝအတ္တိကလို့ပြောရအောင်เนาะခုနကုံစိန်းနှုံးမှာအကုံစိန်းနှုံးကြီးမြင့်ခြင်းဟာဒီမငိမ့်ချမ်းခြင်းနဲ့လည်းသက်ဆိုင်နေလို့ကျွန်မဆက်တိုက်ပြောသွားတာဖြစ်ပါတယ်ရှင်လူတို့ဘဝအတ္တိကဆိုတဲ့အထက်မှာလည်းအဲကျွန်မတို့ဘာလဲစဉ်းစားရမလဲဆိုရင်ကျွန်မတို့ပြည်သူလူထုရဲ့ပညာရေးကျမ်းမာရေးကိစ္စလည်းကျွန်တော်တို့စဉ်းစားရမှာဖြစ်ပါတယ်ရှင်เนาะကျွန်တော်တို့ကျမ်းမာရေးခန္ဓာပေါ့เนาะကျမ်းမာရေးပြည်သူအဲကျမ်းမာရေးပြည်သူပြုစောင့်ရှောက်ခြင်းခန္ဓာလည်းဒါလည်းကျွန်တော်တို့ပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်ရမှာဖြစ်ပါတယ် နော်ရုပ်စွာဆုံးပေါ့နော်အမေရိကန်လိုမျိုးဟိုချမ်းသာပြီးတိုင်းပြည်တော်မှာသူတို့ရဲ့ကျမ်းမာရေးစနစ်တွေပြုပြင်ပြောင်းလဲရမယ်ပြည်သူကျမ်းမာရေးစောင့်ရှောက်မှုစနစ်တွေပြုပြင်ပြောင်းလဲဖို့လို့အတွက်ဟိုလုံးပန်းနေရဆဲဖြစ်ပါတယ်ရှင်။နော်အဲ့ဒါကြောင့်မလို့ကျမတို့မှလည်း ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းကျွန်တော်တို့ကျမ်းမာရေးစောင့်ရှောက်မှုစနစ်ပေါ့နော်လူတိုင်းလည်းလက်လှမ်းမိရမယ်ပြီးလို့ရှိရင်ကောင်းမွန်တဲ့ဝန်ဆောင်မှုအရေးသွေးပြည့်ဝတဲ့ကျမ်းမာရေးဝန်ဆောင်မှုတွေရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့လူသားအရင်းမြစ်ပေါ့နော်ဆရာဝန်တွေဒီတူနာပြုဆရာမတွေပြီးလို့ရှိရင်ဆေးပညာနဲ့ပတ်သက်တဲ့ အဲကျမတို့ပညာရှင်တွေပေါ့နော်ဒါတွေအများကြီးလဲကျမတို့မွေးထုတ်ရမယ်ပြီးလို့ရှိရင်နိုင်ငံတကာမှာအောင်မြင်နေကြတဲ့ပုံစံပေါ့နော်အဲပုံစံကဘယ်လိုပုံစံကအောင်မြင်နေတာလဲဆိုတာမျိုးပေါ့နော်ဒါလေးတွေလဲကျမတို့ဟိုလေ့လာပြီးတော့မှကျမပြောတာသိရှိသွားမှာဆိုလို့ပါရှင်ဒီကျမ်းမာရေးကဏ္ဍပြုပြင်ဆောင်ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ရမှာဖြစ်ပါတယ်နော်အဲ့ဒါအတွက်ကိုကျမတို့ကရန်ပုံငွေတီထောင်ဖို့လိုပါတယ်ရှင်အဲဘာပဲလုပ်လို့ပေါ့နော်ဒါဘာပဲလုပ်လို့ကျမတို့က ပတ်စံမရှိရင်လုံလို့မရပါဘူးရှင်အဲ့ဒါကြောင့်မို့နံပါတ်၁ကတော့စီးပွားရေးကောင်းဖို့လိုတယ်ဒါပြည်သူလူထုလည်းစီးပွားရေးကောင်းမယ်အိမ်အောင်စုတစ်ခုချင်းစီစီးပွားရေးကောင်းမယ်အိမ်အောင်စုတစ်ခုချင်းစီမှာအလုတ်ကိုင်းနေရှိမယ်ဝင်ငွေတွေရှိမယ်စုဆောင်ငွေတွေရှိမယ်ဒီလိုလည်းရှိရမယ်နိုင်ငံတော်ကလည်းကျမတို့ကျမ်းမာရေးရန်ပုံငွေပေါ့နော် အဲဒါပြည်သူလူထုအတွက်ကျမ်းမာရေးရန်ပုံငွေတည်ထောင်ရှိရမှာဖြစ်ပါတယ်ရှင်။ဒါလေးတွေလည်းကျမတို့ပြုပြင်ဆောင်ရွက်သွားခြင်းပါတယ်။သို့တော်လည်းဒါဒီ9နှစ်သို့မဟုတ်9နှစ်ထက်ပိုပြီးတော့မှဆောင်ရွက်ရမှာဖြစ်ပါတယ်။နော်အဲ့ဒါကြောင့်မလို့အလုပ်တစ်ခုလုပ်ပြီးဆိုရင်တော့ကျမတို့ကဒီရေရှည်ဆောင်ရွက်မှာရှိသလိုဒီဒီရေတို့မှာပြီးနိုင်တဲ့ကိစ္စတွေလည်းရှိပါတယ်ရှင်။ဒီကျမ်းမာရေးနဲ့ပတ်သက်လို့တော့ကျမတို့ဒီ အဲကျွန်တော်တို့ရဲ့ရွေးကောက်ပွဲကြေညာစာတမ်းပေါ့နော်ဒီရွေးကောက်ပွဲကြေညာစာတမ်းစာအုပ်လေးကျွန်တော်တို့ထုတ်ဝေထားပါတယ်ဒီရွေးကောက်ပွဲကြေညာစာတမ်းနေ့မှာကျွန်တော်တို့ရေးထားတာကတော့ဒီကျမ်းမာရေးပြုပြင်ဆောင်ရှောက်ကျမ်းမာရေးဆောင်ရှောက်မှုပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ကျွန်တော်တို့ဟိုအခြေခံအုတ်မြစ်ဖြစ်တဲ့ ဒီရံပုံငွေတီထောင်သွားမယ်ဆိုတာလေကျမတို့အရင်ထည့်ထားတာဖြစ်ပါတယ်ရှင်။ပြီးလို့ရှင်တော့ကျမတို့ဟိုဒီဒီတဆင့်ချင်းစီပေါ့နော်တဆင့်ချင်းစီဘာပြီးဘာပြောင်းမယ်ဆိုတဲ့ဟာမဟာဗျူဟာနဲ့ကျမတို့ဒီလမ်းပြမြေပုံဆွဲရမှာဖြစ်ပါတယ်ရှင်။ပြီးလို့ရှင်ဒါပဲအစိုးရအဆက်ဆက်ကအစိုးရဆက်ဆက်ကဆောင်ရွက်သွားမှသာလျှင်တည်ငြိမ်တဲ့မူဝါဒနဲ့တစ်ချိန်မှာကျမတို့ကအဲလိုချင်တဲ့လိုချင်တဲ့ပုံစံကိုပြုပြင်ပြောင်းလဲပြီးဖြစ်မှာဖြစ်ပါတယ်။